ပကံဒီမြန်မာနိုင်ငံ၏ရှေးကြဆုံးနှင့်အထင်ရှားဆုံးယဉ်ကျေးမှုအမွေအနှစ်များထဲမှတစ်ခုဖြစ်ပြီးပကံခေတ်သည်မြမသမိုင်းတွင် အရေးပါသောခေတ်ကာလတစ်ခုဖြစ်သည်ပကံခေတ်ကို AD 9ရာစုမှ13ရာစုအထိတတ်မှတ်နိုင်ပြီးဤကာလအတွင်းပကံဒီမြန်မာနိုင်ငံ၏နိုင်ငံရေးစီးပွားရေးနှင့်ယဉ်ကျေးမှုဗဟိုချက်အဖြစ်တည်ရှိခဲ့သည်ပကံခေတ်ဤအစပြုခြင်း AD 840ကိုပကံမျိုးကိုပထမဆုံးတည်ထောင်သူမှာပြူလူမျိုးများဖြစ်ပြီးနောက်ပိုင်းတွင်ဗမာလူမျိုးများထပ်မံတည်ထောင်ခဲ့သည် AD 1044အနော်ယထာမင်းသည်ပကံထီးနန်းကိုတည်ထောင်ပြီးပကံအင်ပါယာကိုစတင်ခဲ့သည်အနော်ယထာမင်းသည်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခဲ့ပြီးတီဟိုယခုတီရီလင်္ကာမှဗုဒ္ဓဘာသာကျမ်းစာများကိုပင်ဆောင်ခဲ့သည်ပကံခီဤထုံကားခြင်းအနော်ယထာမင်း1044 1090ခုနှစ်အနော်ယထာမင်းသည်ပကံအင်ပါယာကိုအင်အားကြီးမားစေရန်စည်ရေးနှင့်နိုင်ငံရေးအရာကြိုးပမ်းခဲ့သည်သူသည်မြန်မာနိုင်ငံတဝမ်းကိုစီးလုံးညီညွတ်စေခဲ့ပြီးဗုဒ္ဓဘာသာကိုပြန့်ပွားစေခဲ့ ကျန်စစ်သား1084 1113ကျန်စစ်သားမင်းဒီပကံခိဤအထင်ရှားဆုံးဘုရင်တစ်ပါးဖြစ်ပြီးသူ၏လက်ထက်တွင်ပကံသည်ယဉ်ကျေးမှုနှင့်ဘိတုကာလက်ရာများအထွန်းကားဆုံးကာလဖြစ်ခဲ့သည်ကျန်စစ်သားမင်းဒီအာနန္ဒာဖျားကိုတီထားကိုးကွယ်ခဲ့ပြီးပကံတွင်ဖျားပုထိုးပေါင်းတတောင်ကြောတိဆောက်ခဲ့သည်ပကံခိဤကြဆုံးခြင်း AD 1280ခုနှစ်မွန်ဂိုရိုဤကျူးကျော်မှုကြောင့်ပကံအင်ပါယာကြဆုံးခဲ့သည်မွန်ဂိုရိုသည်ပကံကိုသိမ်းပိုက်ပြီးပကံခိဤနိုင်ငံရေးအာဏာပြတ်တုံးခဲ့သည် အေဒီဆယ်300စုနောက်ပိုင်းပော်ဂန်ဒီနိုင်ငံရေးအရအင်အားနည်းလာပြီးယဉ်ကျေးမှုအမွေအနှစ်များဆက်လက်တည်ရှိခဲ့သည်ပော်ဂန်၏ယဉ်ကျေးမှုနှင့်ဘိတုကာလက်ရာများပော်ဂန်တွင်ဖျားဖို့ထိုးပေါင်းတထောင်ကျော်တည်ဆောက်ခဲ့ပြီးယခုအခါတွင်နှစ်ထောင်ကျော်ခန့်ကျန်ရှိနေသည်အာနန္ဒာဖျားကျန်စစ်သားမင်းလက်ထက်တည်ဆောက်ခဲ့သောဤဖျားသည်ပော်ဂန်၏အထင်ရှားဆုံးဘိတုကာလက်ရာတစ်ခုဖြစ်သည်ဓမြာစီဖျားဤဖျားသည်ပော်ဂန်၏အကြီးဆုံးဖျားဖို့ထိုးများထဲမှတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်သည်။ပုဂံဤတမိုင်းဝင် ရေးပါမှုယဉ်ကျေးမှုအမွေအနှစ်ပုဂံသည်မြန်မာနိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းထားသည့်နေရာတစ်ခုဖြစ်ပြီးကမ္ဘာအမွေအနှစ်နေရာဖြစ်သတ်မှတ်ခံထားရသည်။ဗုဒ္ဓဘာသာပုဂံသည်ဗုဒ္ဓဘာသာဝင်များ၏အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပြီးဗုဒ္ဓဘာသာကျမ်းစာများနှင့်ဘိတုကာလက်ရာများပေါ်များသည်။